ားလုံးပဲမင်္ဂလာပါရှင်။ဆရာမစပယ်ဖြူနှုတ်ရေးသားထားတယ်။မြောက်ဖြားကအလွမ်းရာသည်ဝတ္ထုကိုဆက်လက်ပြီးတော့မျှဝေဖက်ပြပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်။ မြောက်ဖြားကလွန်ရာသည်အပိုင်း6နိုဝင်ဘာ20ရက်2000ခုနှစ်လောင်မဲဒီဇင်မှာကျောင်းဖွင့်ရဆိုငါကျောင်းသွားတက်ရတော့မေမန္တလေးနိုင်ငံသားဘာသာတက်ကတူတက်ရတော့မှာပေါ့တရားမဲ့မိကြကတော့ဦးစားပေးလျှောက်ထားတဲ့ဂျပန်ဘာသာပါပဲငါကြောင်းသွားရတော့မေဆိုတော့လေရွာကအိမ်ရောကြကြီးတို့အိမ်ရောပြောနေကြပြန်ရောငါကတော့ရွာကို လွမ်းနေရင်မဟုတ်ပေမယ့်ကြောင်မသွားရခင်တော့ပြန်ရင်ကောင်းမလားစဉ်းစားသေးတယ်။အကြီးလေးတို့အဖွားတို့ကိုလည်းနှုတ်ဆက်ရအောင်ပေါ့။ဒါပေမဲ့ပြီးခဲ့တဲ့အပတ်အဖေလာတော့ငါမပြောရဲပြန်ဘူး။အဖေကလည်းပြန်လိုက်အောင်မလားမမေးဘူး။မပြန်တော့ပါဘူး။အကြီးလေးကိုတော့ဖုံးဆက်ပါလို့ပဲမှားထားရတယ်။ပြန်ချင်နေဆိုရင်အဖေကငါ့ကိုအချစ်တမျိုးနဲ့ကြည်အောင်မှာ။ ငါဟိုတယောက်ကိုနည်းနည်းမှတတိမရတော့ဘူးဆိုရင်လေအဖေကယုံမှာမဟုတ်ပါဘူးတကယ်လဲငါသူ့ကိုမေ့နေသလောက်ပဲရောက်စပဲနည်းနည်းလွမ်းတလို့လို့ပါလို့လို့နောက်တော့လဲជីជីတို့အိမ်မှာနေသားကြပြန်ရောရောက်စကတော့ကိုအပြစ်နဲ့ကိုလာရတာမို့နေနေကြအိမ်မှာတောင် အနေကျုံတလို့ပဲနောက်တော့လဲငါပျော်သွားပြန်နေအခုတော့ခေါင်းထဲမှာចောင်းသွားတက်မယ်ဆိုတာပဲရှိတော့တယ် မမကိုမင်းမြန်ပြီးပစ္စည်းတွေစီစဉ်ရတယ်။အဖေပေးတဲ့ပဆံကိုလက်ကခံများများကင်တုံးရတာကို့ဘာသာစီစဉ်ပြင်ဆင်ရတာဟာလည်းပျော်စရာပါလားလို့ထင်လာပြန်နေ။မမကတော့ပြောပြတယ်။ကြောင်သားဘွားကစားလို့ဘဝတစ်လျှောက်လုံးကို့ချေကို့လက်လုကင်တိုင်အောင်လူချင်းမိဘတွေကို အမြင့်အားကိုမနေရအောင်စပြီးစူးစမ်းရမယ်ဆိုတာမမေ့နဲ့တဲ့။ငါတော့ကြောင်သွားမယ်ဆိုတော့ပြောတာကတဖက် ငါးတငယ်ချင်းတွေနဲ့ခွဲရတာကတစ်ဖက်ဝင်းမာကတော့ပညာရေးတက္ကသိုလ်တက်ပြီးကျောင်းဆရာမလုပ်မိသူနူးမိုင်ကစဲနန်းဆက်မဖြေတော့ပဲသူ့အမေအလုပ်ကိုလုပ်နေပြီသူကအဖေလည်းမရှိတဲ့သူဆိုတော့မောင်ကြီးမလေးတွေကိုဦးစားပေးရအောင်မယ်ဆိုပါလားငါဖြင့်သူ့နေရာမှာဆိုအဆိုင်အတွက်အဲ့ဒီလိုစဉ်းစားပေးမှမဟုတ်ဘူးပြောတာပြောရတယ်အဆိုင်နဲ့မတွေ့တာလဲ ရွာကထွက်လာကြဲကပါပဲတမားရိတ်စိမ့်မန်းရိတ်တို့နဲ့စိမ့်မြရိတ်ညိုတော့တကတူသည် ကျမဘဝကို နောက်ထပ်အစစ်များစွာထမ်း၍ချိုးကွေပေးလိုက်သည်တို့ပင် စိတ်ကူးတဲ့ကလိုပင် တကတူကြောင့်သူဘဝကပျော်မွေ့ပွေတသက်တွင်တစ်ချိန်သာကြုံရသည့်ခနာတာလိုကျမအချင်းတမဆုံးချိန်နှက်ခဲ့သည် နောင်ကာလများစွာအထီးချိန်နှက်နေမည် ထမနှစ်တရားစင်မှာပင်တပားသူတို့ကအိမ်အလွမ်းနဲ့မြေကြားတတ်စဉ်ကျမမာတော့အိမ်နဲ့ခွဲရခြင်းဆိုဒီမှာဘဝတွင်အကြိမ်ကြိမ်သာ ကြုံခဲ့ပြီးဖြစ်၍အဆန်းလို့ဝမ်းနေစရာမဟုတ်ပြန်သို့တော့အဆောင်မှာအနေအဆာဆင်းရဲတာကတော့ညဉ့်ညူစရာပါပဲပဲကျင်းမြောင်သော အခန်းလေးတွင်ဂရင်ပြီး၌ရှောက်လန်းပင်မကျန်ပြတင်းကို ဖွင့်ထားမှ အလင်းရောင်ဝင်သည်ညနေမောင်ရင်ပြိုးစားအထိမေလျော်ကားဖွင့်ထားမိတော်လေး န္တလေးနာမည်ကျော်ချင်းများကတက်ချီ၍ဝင်လာပါတော့သည်ဝိတုများကိုလည်းညနေတကောင်အထိဆွဲဆွဲနန်းနန်းဖတ်တတ်သူမှာညာ7နာရီကျော်လင်းမိပိတ်စေခြင်းသည့်အဆောင်ရှင်နှင့်တွေ့ရသည်ရင်တွေးပင်မကြိုးရဆိုပါလားနောက်တော့လည်းအတုမြင်အတက်တင်က ခိုးလုတ်တက်လာပါတော့သည်မိန်းကလေးအယောင်သွေးဆုံးသောအဆောင်သည် တိတ်ဆိတ်ငြိမ်သက်မှအိပ်ပျော်တတ်သော ကျမအတွေ့ရောက်စားက မခံနိုင်အောင်စူညံလွန်နေသည်စာမလုပ်ဘဲစကားပြောနေကြတာပဲဟုညူဆရသည်ကြာတော့လဲနေသားကြာလာပြန်ပါသည်အဆောင်သူတို့ဤစကားဝိုင်းကို ဝင်းတက်ရေမောတက်လာသည် မိဆွေများပင်တိုးလာသည်မိကြမတူပေမဲ့တရားသည်ကြောင်းချင်းတူလင်နှစ်တူလင်ပင် တွဲပြစ်ကြပြန်ပါသည် မြကြီးနာကရွှေစင်ပြမနာကမိသွေးတောင်ကြီးကနမ်းများမိုးတို့နှင့်အဖွဲကြလာရပါသည် မိသွေးကဂျာမန်ဘာသာယူသူ ရွှေစင်ကအင်္ဂလိပ်စာကဖြစ်ပြီးညမိုကတော့ကျမလိုပင်ဂျပန်စာကျောင်းသူကျမတို့ဒီအနေနဲ့ကလာသူများဖြစ်၍စကားတန်ကအစမတူကြပါ အစားစာလွမ်းစွပုံလဲမတူတူညီဒီကတော့ငယ်နုလန်းဆန်းစဉ်အပူပင်မရှိလာသေးသည်ဘဝသာဒီနနေ့ချိန်များ၌အတန်းတည့်ရန်အဆောင်က အတူထွက်လာကြသည် ပြန်ချိန်ကတော့မတူ များသောအားဖြင့်တော့တရားကိုတရားဆောင်ကပြန်တတ်ကြသည်ညနေတွင်တော့ထမင်းထွက်ဝဲကအတူစူစားတတ်ကြသည်တခါတရံတော့လဲဆိုင်တွင်ပင်စားလိုက်ကြသည်ဈေးမများလာသောဆိုင်မျိုးတော့ရွေးရပါသည်သည်ဆိုင်တွင်စားသောဤများ၌မိသွေးသည်ကျမတို့အားလုံးအတွက်စားနောက်စင်ဟာသူကရာကောင်းနှင့်ခါခွေကိုအတန်ထွက်မကွဲပြသို့တော့သူ့ဘာသာလဲမေမေလျော်လျော် ပိုက်ဆံရှင်ရအောင်ဟဲ့မိသွေးရှင်းမယ်လို့ပြောလိုက်ပါလားရွှေစင်ကမျက်နာတီးနေဆိုရင်မိသွေးသည်10မိနစ်ပင်မဆိုင်ပိုက်ဆံချင်းမယ်ကျမတို့ပြိုင်သူရေမောမသူရိမ့်မိမြေနင်တို့တွေငါ့ဟုဆိုဒီလိုပဲဝိလေပါစီဆိုပါလားဝိကလည်းမလဲတော့မသိချစ်ခင်စိမ့်နဲ့စားနောက်တီးမှုသူလဲခွလွတ်ပြီးသားစိတ်ကောက်လဲခနာပြီးတော့ရေမောရတာပါပဲသူကလည်းသူ အမှတ်လေးမရှိဘယ်အချိန်ထပြောခိုင်းပြောခိုင်းပြောထွက်သူမိသွေးကြီးအချင်းဟင်းလေးတောင်းပေးပါလားဟေဟုဟင်းကြီးကြိုက်တော့ကျမကဆိုရင် သူကနည်းနည်းပဲမတွေ့ဝေးဟေးဒီဝိုင်းကို အရှင်ရေချပေးပါအောင်စပွဲတို့ကပြုံးစီစီစားသုံးသူအချို့ကလည်းလှည့်ကြည့်လျက်ပြုံးစီစီကျမတို့ကမူအတန်းများထွက်အောင်ပင်ရှယ်မောရသည်မျက်စောင်းထိုးကဝစ်လေပါစေချိန်လဲအရင်မပြေ သူဒီတချင်းဆိုရင်လည်းကပြပွဲမှုဤတခါတလေတော့လဲကိုမစိုးခြင်းပြန်သည်ချစ်ခွေမရှိတဲ့လုံးသားမအားငယ်ဆိုရာကအကြိုက်ဆုံးစားသားဖြစ်ရပြန်သည်နောက်တာနောက်ရပေမဲ့မိသွဲသည်ကျမတို့အားလုံးတွင်လအားဖြင့်အသက်အကြီးဆုံးပင်အိမ်တွင်လဲမောင်နှမလေးယောက်အနေအကြီးဆုံးသမီးဖြစ်ရာလူကြီးလဲဆန်သည်ကျမတို့ကိုဆောင်းရှောင်းလိုစိတ်လဲအစဉ်ရှိတတ်သူပင် စားစရာပြက်လက်လျင် မရှိရှိတာနဲ့ကြံပန်လေးတုပ်ကျွေးပြုတ်ကျွေးတတ်သည်မို့အားလေကိုရပါသည်ကျမတို့သည်အိမ်ကငွေပိုချိန်မတူညီလာဆန်းရဲ့ငွေရောက်တတ်သူရှိသလိုလားလေရဲ့ရောက်သူလည်းရှိပြန်သည်ဒီတော့လေမရှိအတူရှိအတူနေတတ်လာသည်ညသုံးသည် ရောက်တော့လည်းပြန်ပြေးကြသည်တအိမ်ကများ ဟင်းပိုလင်းတော့တရက်နှစ်ရက်အတွင်းပြိုက်ခနေကုန်အောင် ကူးညီညာ၍စားပေးတတ်ကြသည်ပထမနှစ်ဝယ် ဒုတိယနှစ်ဝက်ပိတ်ချိန်ပြီး၍ကျောင်းပြန်ပွင့်တော့အတီးသည်နေက ပြန်ရောက်နေနှစ်လစာစကားစုပြောရသည်မှာဘဝတွင်မမေ့နိုင်ဖြစ်ရသောအမတ်တရားများပင်တည်။နေရွက်စာတော့ကုံများကလည်းထိုရဲများအတွင်အလျံပဲ။ဟဲရွှေစင်ရဲ့စားမုံယူလာတယ်ဆိုလို့ငါကဖြင့်နင်တို့မိကြီးနာကလူတွေဟာကြံကြံဖမ်းဖမ်းစားကိုမုံးလို့စားတယ်ထင်နေတာ။မြာမုံစကားကို ရွှေစင်က မျက်စောင်းထိုးလျက်တုံပြန်သည်။မကြရင်လည်းမစားနဲ့ပေါ်ဟာ။ နောက်တစ်ခါပြန်လာရင်တဲကိုငပိလို့ယူလာမယ်အဲ့ဒါပဲစားရှေတန်းများညံသွားတော့မိသွေကရှူဟူဟန်ရသည် အချိန်ကည7:00နာရီထိုးတော်မီမိသွေနှင့်ကျမကတခန်းနေနေသူမှုသူတို့ကဒီအခန်းမှာပင်လာစုနေကြသည်စကားတန်ရေတန်းများကတော့တတိပီလေးခဏသာပြီးတော့လည်းညံပြန်လာပါပဲကြိုက်လို့ပြောနေတာပဲငါကပြင်အထုတ်ထုတ်တောင်ဘယ်သူမှမသိအောင်နေနာကယူပြီးဖွက်ထားတာ ဘယ်သူမှမသိအောင်ဆိုပါလားညနေပြီးကလည်းခက်တီတီမသိချင်အောင်စောင်းပေးထားပါမယ်ဟုရွှေစင်ကပင်ရဲရဲဆိုရသည်ကျမကမူပထမနှစ်ចောင်းပိတ်ချိန်နှစ်ခုလုံးအိမ်မပြန်ပြီးမမကမန္တလေးတွင်အိမ်အောင်ကြားလျက်အခြေချနေပြီးမို့သူ့အိမ်တွင်ခိုနေသည်ပျော်နေပြန်သည် မန္တလေးကလည်းရွာသူကျမအတွက်ပျော်မွေ့ပွဲအရန်လေစရာကလည်းအစုံအလင်းပြီးတော့နနခင် လေရောက်တက်တော့ကောင်းခြင်းပေါင်းအကျော်သေး နေ့လယ်နေခင်းလေရောက်တတ်သော အချင်းပေါင်းတွေများကအစကျမသဘောကျနှစ်ချိုက်စရာဖြစ်ရပါသေးသည်ကျမမပြန်သည်ကိုအဖေကအထူးတလဲမကန့်ခွေမမနှင့်အတူနေသည်မို့စိတ်ချပုံပြီးသို့သောစုံမလိုဟန်စကားတကွန်းတော့ဖုံဆက်စင်ပြောပြအောင်ပြောပါသေးသည်အဲ့ဒီမှာပျော်နေရင်လဲနေပါအေးကြီးစားတွေဘာတွေထားနေတာ မဟုတ်ရင်ပြီးတာပဲအဖေကလည်းမမကိုမယုံရင်မေ့ကြည့်လိုက်အောင် သမီးကိုပြန်လာမလားပဲမေးနေတာပြန်လာရင်လည်းဗမို့အိမ်မှာပဲနေရမယ့်အဥ္စာရွာလဲပြန်လာရမှာမဟုတ်ဖဲနဲ့အဖေရေတန်းကိုပင်ကြာရပါသည်အေးအေးပြီးတော့နောက်နှစ်တော့ပြန်ခဲ့မယ်မဟုတ်လားရွာကိုပြန်မှာမို့လို့လားအခြေအနေကြည့်လိုက်အောင်မေးတတိချာတော့မပြောတတ်သေးဘူးမလျှော်သေးသောလေတန်းနဲ့ပြောပြန်သည်တကယ်လေပထမနေ့အကြောင်းသူဘဝတွင်ကျမနိုင်ချစ်သူမရှိပါဘီချီဦးသူကိုမမေ့ဘူးလဲမဟုတ် ရန်ဖန်ရန်ခါတော့ငါဘာလို့များသူ့ကိုချစ်ခဲ့မိပါလဲဟုရန်မောလိုစိမ့်နဲ့တတိယတက်ပါသည်ဒီထက်ပို၍မရှိ သူ့ဘာသာအိမ်အောင်ရဲ့သားကြာသွားစီလိုစိတ်ပင်ပေါ်တက်ပြန်သည်ဒါမှပဲကျမစိတ်အေးလက်အေးနေရမှာအဖေလည်းတန်တရားကင်းတော့မှာမဟုတ်လားအခုဆို ရွာနေဝေးဒီမှာ၃နှစ်လောက်ပင်ရှိပြီတခါတည်းရန်တော့လေဇာတိကိုလွှမ်းရသည်လေပြင်းတော်ကိုလွှမ်းသည် တောင်သူလင်သမားဘဝ၌ရိုးစင်အေးချမ်းစွာကျင်းလင်းမြဲကျမ၏အမျိုးအဆွေတွေကိုလွှမ်းသည်ရွာကချောင်းကလေးကိုပင်လွှမ်းရသည်တောင်နှမ်းပြများအားအဝေး၌ပြပြမြင်ရသည်ကိုလည်းလွှမ်းရပါပေသည် နောက်နှစ်တော့ပြန်ရမယ်ဟုစိတ်ထဲကြဲ၍တွေးထားရသည်ကျမတို့ဒုတိယနေ့ကျောင်းသူဘဝရောက်တော့စာကပိုခက်လာပြီသက်ဆိုင်ရာဘာသာရပ်များကခက်ခဲလာတော့လဲအလေအပတ်အစာတောက်တော့မလျှော့ကြပါဘူးစာလုံးချင်းတော့ကျုံလုံးလိုက်သည ်နောက်တော့လေကြံဖန်၍ပျော်အောင်နေကြပြန်သည်ကြောင်ပေရဲ့များ၌ဝင်းလက်ရုပ်ရှင်ယုံတို့ပြေးကြသေးသည်ပျော်စရာရှိလာသည်ကတော့ဒီတနှစ်တွင်မြမုံ၌ချစ်သူရှိလာခြင်းသာ သူချစ်သူကသူ့လိုတောင်းကြစားသည်ပင်မြို့မာတော်ကတော့မြန်မှန်တန်ယုံထဲမပိုးကြောင်ရောက်တော့မိသားလဲတူသည်မို့ခင်မင်းရင်းနီယာကစာတော်တန်ရောစင်ပြီအချစ်တွေ့လေပြီဆိုတော့လေသူမျက်လုံးများအရင်ကထက် ကြည်နင်လဲလာပုံမှာတိတိတာတာတတိပြုစရာဖြစ်လာ၍ကျမတို့သူအတွက်စိတ်ချမ်းသာရပါသည် သူတယောက်ဘက်ဘက်သွားယုံကလွဲ၍ကျမတို့တွင်ပြောစရာရှာကြံမှုမယောရေမောတန်စကားတန်မယောဘဝမှာတောင်းတာဘဝခဏတိတာတိတာပြောစရာအကောင်းဆုံးအချိန်မဟုတ်လားအပြော်ကိုဖျက်မိအရာမှန်သမျှရှောင်ရမည်ဟုကျမတွေးထားပါသည်အချစ်ဆိုသည်မှာရင်ခုန်ပျော်မွေ့ဝဲဆိုသည်ထက်ကျမအတွက်တော့ နာကျင်စရာများသာကြုံခဲ့ရပြီးချစ်သူဝင်မထားတော့ပါဘူးဟုတွေးထားခဲ့သည်စိတ်နှလုံးတူတငယ်ချင်းများလည်းရောက်ခဲ့ပြီးမို့ဘာလို့တော့မလဲကျမတို့ဒီမန်လေးတက္ကသိုလ်ဝင်အတွင်တမရွေကျွေးများမြေပေါ်ရှက်တိုက်ပြေးလွားလင်းစာမေးပွဲရာသီကနှီးကပ်လေပြီးမို့စာစ조사ရပြန်သည်ရူဗီလက်ဖက်ရည်ဆိုင်ကတနောင်ပင်ရိပ်ဝိုင်းမှာလက်ဖက်ရည်ကော်ဖီတောင်းရင်းစာမေးပွဲအကြောင်းရောက်တဲ့ရာရာစာအကြောင်းပြောကြရသည် မြားမို့ကတဝိုင်းကျမတို့ကတဝိုင်းမှာ သူတို့ကလည်းတမျိုးတည်းပြန်ရမည်သူများမို့အခြားအတွဲများလောက်အလွမ်းမပိုးတက္ကသိုလ်ဝင်းနေညနေညံကင်းလက်ပတ်ကြည့်မည်ဆိုရင်တော့အလွမ်းသေးနေကြသူများကို တွေ့ရတတ်ပေမည်ဒီလိုနဲ့စာမေးဝဲဖြေကြရသည်တငယ်ချင်းများနဲ့နှုတ်ဆက်ကြရသည်ဒုတိယနှစ်ဝက်စာမှပြန်လာရမည်လေကျမမှာတော့စာမေးဝဲပြီးရင်အခြားသူများလိုချက်ချင်းမပြန်နိုင် အဖေကိုပြန်လာရမလားဟုမေးရသည် ပမောအိမ်ကိုမဆိုလိုရွာကိုပြန်လို့သည်ဟုဆိုရသည်အေးတမိတဘောပဲပြန်ကျင်ရင်လည်းပြန်ခဲ့အဖေပမောစင်းကြုံမယ်အဖေမိစိန်ပြတော့ပြန်ရန်ပြန်ရသည် အပြန်ခရီးတွင်တော့ကျမကိုလိုက်ပို့မိတငယ်ချင်းများမရှိတော့ပြန်နှင်းကြပြီးသူတို့တို့ကတော့ကျမကလိုက်ပို့ဖြစ်သည်ကျမပြန်တော့မမလိုက်ပို့ပါသည်ကျမသည်ဂေါ်ဝိန်စိတ်ကမ်းမှာ တင်မောတဖြည်းဖြည်းခွာနေစဉ်ကန်းနိုင်မမကျန်းရည်တီကိုငေးနေမိသည်မရောက်တာကြသောဇာတိတို့ပြန်ရမည်ဆိုတော့လေဘာကြောင့်မှမသိဝမ်းနေဖို့လိုက်ကလူကအလိုလိုငိုခြင်းရဲခြင်းဖြစ်နေမိလေသည်အကြီးလေးနှင့်ဒီတစ်ကြိမ်ပြန်ဆောင်ရသည်မှာတော့ဘဝတွင်ဝမ်းနေစရာဟုသာဆိုခြင်းသည်ဒီနှစ်မြောက်အတွင်းထိမက်မထားလောက်အောင်အိုစားခဲ့လေပြီ ကျမငယ်စဉ်ကတည်ကျွမ်းခဲ့သလိုမမာနာနဲ့စကားအကြောက်တတ်သောစကနာထိုးတတ်သောအကြီးလေးသည် အခုတော့ပြောင်းလဲခဲ့ပြီ။အကြီးလေးနဲ့အင်ရှိလူကုံတည်နေကြပြန်ပြီးငယ်စဉ်ကအမုံစကားပြောခဲ့သူပင်မဟုတ်တော့သလိုအဆိုင်သည်အင်ရှိလမ်းမ၌ကျမကိုမြင်ရစဉ်အိမ်မော်ကပြေးစင်လာသည်။မျက်နှာလေးကမြူရွှင်ရွှင်လက်ထက်ကအထုပ်ကို အတင်းပင်ဆွဲယူသည်။မမကိုတတိယလိုက်တာဟုရေရေမောမောဆိုရှာသည်။ ပြန်မရောက်တာကြာပြီမို့မတွေ့တာလဲကြာပြီမို့စိတ်ကောင်းလေးဝင်စားပြူနေ၍အဆိုင်ပခုံးလေးကိုပင်ညင်ညင်သာသာပွေဖက်လျက်အိမ်ဝိုင်းထဲသို့ဝင်လာပါသည်အကြီးလေးနှင့်ဒေါ်နူကိုတော့အိမ်အောက်ထက်ကဆိုင်ထဲတွင်ပင်တွေ့ရသည်အကြီးလေးကအရင်ထွက်လာသည်ကျမမျက်နာကိုစစ်စစ်ကြည့်ကမျက်ရည်စာများရွယ်ဝဲလျက်လွမ်းနေခဲ့ရှာမှာပဲဟုတနာစိဝင်ရပြန်ပါသည်ဒေါ်နူနေကောင်းနေနော်ဟုတ်တလန်လုံးအောင်းမွေးခဲ့ပြီမို့ ပုံမှန်လေးတန်းနှင်းပင်နှုတ်ဆက်လိုက်နိုင်ပါသည်ဒေါ်နုသည်ဂျမကိုမယုံနိုင်ဟန်ကြီးလျက်စကားပြန်ရန်ပင်မေ့နေသလိုနောက်မှမျက်တောင်တစ်ချက်နှစ်ချက်ပုတ်ခတ်လျက်အေးအာကောင်းနေကောင်းနေတဲ့အတန်မှာဝမ်းသာလိုက်လေဟန်အိမ်သည်ဂျမဆွန့်ခွာထွက်ရစဉ်ကထက်ဟောင်းမြင်ခဲ့ပြီးရင်းနေကြီးဝနေ၍သာမတိသာပါပြီအိမ်ကိုထက်၍ပြင်ဆင်ပန်ပိုးရန်မဖြစ်နိုင်တော့ဘူးဟုထင်သည်အဖေသည် အသက်ရလာပြီးမို့အယောင်ဝဲကိုပြိုနုရွယ်စဉ်ကားလောက် PPCC မလုံနိုင်တော့ပြီးဒေါ်နုကဆိုင်တစ်ဖက်နဲ့ကုနေ၍ခံသာပါသည် သို့သောဝင်ငွေအထက်အစိပ်အပိုင်းကိုကျမဤတက္ကသိုလ်ကျောင်းစီအတွက်သုံးနေရသည် အစာဤကျောင်းစီအတွက်လည်းသုံးရသည် တလားတလားကျမကိုပို့ရသည်မှာလဲရရွာအထွားနှင့်ဆိုရင်းပင် အတော်ပင်များလာပါသည်ဒါတောင်ကျမကပပလွားလွားနေတတ်သူမဟုတ် အလားပါပြင်ဆင်ရန်စိတ်ဝင်စားသူမဟုတ်သို့ပေမဲ့လည်းနေစည်းစားစည်းပညာသင်စရိတ်မှထောင်းခဲ့သည်မဟုတ်လားအဖေပင်မနွမ်းနေဟန်ကို မြင်သာနားလေတော့လေငါလိမ်မာမဖြစ်မယ်ဟုတွေးမိသားပင်အင်းလီကြောင်းပြီးတော့အလုံးလုံးမပဲဟာကျမပြန်ရောက်သည်ဆိုရင်ပင်အိမ်သည် ထုံစံအတိုင်းစီဝေတက်ဝင်လာပါတော့သည်တက်ကတူအတွေ့အကြုံသည်အလုံးအတွက်စိတ်ဝင်တစားနားထောင်စပွဲဖြစ်ရသည် တက္ကသိုလ်ဆိုသည်ကိုရုပ်ရှင်ဗီဒီယိုများ၌သာတွေ့မြင်ပူရှားသောကျမ၏အမျိုးအဆွေများအတွေ့တက္ကသိုလ်ပညာသင်ခရီးဒိုင်ယာရီကတော့ဘလောက်ပင်နားထောင်နားထောင်ညီငွေစရာမရှိသောဇလန်းပုံမြင်များပင်အထူးသဖြင့်အဆိုင်သည်ကျမကြောင်ကြောင်ပြောပြီးဆိုရင် မျက်လုံးလေးတလက်လက်နဲ့နားထောင်တတ်သူ ကျမငငယ်တုန်းကလိုပါပဲနေနောက်နေ့ရှစ်တန်းကိုရွာမှာပဲတက်မှာဆို ကိုရန်ရောက်မှမြို့เจ้าမှာတဲတဲအဖေကပြောတယ်မမရဲ့အဆိုင်ကပင်မှာတဲရတဲရတဲရပါလေအတူတူပါပဲမမလောက်လဲညံမကောင်းဘူးစာမလိုက်နိုင်ဘူးတော့စူးစားပေါ့ဟဲ့စူးစားရင်မဖြစ်ဘူးဆိုတာမှမရှိပဲဆရာလို့တော့လေတန်းနင်းဆိုတော့အဆိုင်ကရဲသည် မမကညံကောင်းတော့ကိုအဆိုင်ကဒီလိုမှမဟုတ်ပဲပြီးတော့မမမရှိတော့အဆိုင်ကိုဘယ်သူမှစာတင်မပေးဘူးပဲ အနူးကလည်းအဆိုင်လောက်အတန်းကစားရသူမသိတော့ဘူးတဲ့ငယ်တုန်းကလိုမလို့တမစိတ်နဲ့ပြောမိပြောရပြောဘူးဒီကို သူမှတ်မိသေးသလားမသိသူမိငငုံနေနေကြကြပြောခဲ့ဘူးဒီမှာငယ်စိတ်နေပေပဲအခုနေပြန်စင်းသားတော့လဲရိုင်းဆိုင်နေဟုကိုကိုကိုပြန်မြင်လာပါသည်ဒီလိုပြန်ရောက်တုံးရောက်ခိုက်အရင်လေးချေရနင်းကအိမ်ကလူများနဲ့အစဉ်ပြေအောင်နေတဲ့နေပြန်သည်အသက်ရွယ်ရလာသလိုစိတ်ကောင်းလေးကလည်းဝင်ကိုင်းမှုပြီး အဆိုင်ရေးဟူတာယာညင်တန်သောအဖီခေါ်တန်ကြာလင်းသောနှာခေါင်းရှုံတမ်းမြေအိမ်တွင်တလာကွဲများနေသည့်အခိုင်ချီဦးသူဤမင်္ဂလာသတင်းကိုကြားရသည်တရွာထဲနေမိန်းကလေးနှင့်အိမ်ယာထူထောင်ရန်ပြင်ပြီးဒါကြောင့်နင့်အဖေနင့်ကိုပြန်ခေါ်တာပါအမလီမိနွယ်ရေသမီးနဲ့ဒီကောင်လေးလွှဲတာကံကောင်းနေမက်သမီးတို့꿰ပြီးတော့မှသူ့တည်င်းတွေကြားတာကောင်းခွက်တောင်ရှာမတွေ့ပါဘူးကွယ်ဒေါ်နုစီကကြားတာလား အချင်းပါနေတော့ပြောနေဟန်ဖြင့်အကြီးလေးကမျက်စောင်းခဲလိုက်ပါသည်ဟုတ်နေအောင်မယ်တမီကလည်းဟိုလေဟိုကစေတနာနဲ့ဝင်ပါတာကိုအခုထိမကြည်မချမ်းနဲ့ဒီလိုပြောစရာလားကွယ်သူဝင်မပြောလို့တမီအဖေမသိရင်အဒီတုံးကတမီဒီကောင်လေးကိုရှောင်းနိုင်မယ်ထင်လားအိုးရှောင်းနိုင်တာပေါ့တမီပါတာအဖေရှာနေတော့အဖေဥသွားတာပဲဟာ စိတ်ထဲကသာမကြေမနက်နှုတ်တုံပြန်လိုလာတော့လေအပြင်းမန်းတွင်တော့ကျမညင်ညီခဲ့ရပါသည်အိမ်တွင်တော့အနေအဆားဆင်းရရသည် ဆိုတော့အဆောင်သူပြန်ရောက်ချိန်ဖြစ်လျာထမင်းဝိုင်း၌ဟင်းကောင်းတစ်ခွက်အမြဲပါသည်ဒါအပြင်ကျမအကြိုက်ဟင်းလော်ပေါင်းများငါကောင်ဟင်းများလည်းတရချလောက်ချက်ရသည် မြင်းခါရွယ်ပြွန်စွန်တန်စားသည့်အဟင်းများကိုလည်းမမဲမောမောစားရပြန်သည် ရွာကိုရောက်တုံးရောက်ခိုင်ငယ်တငယ်ချင်းများနဲ့ဆုံရသည် အချို့လည်းအိမ်နောင်ရှင်များဖြစ်ကြပြီးတာသမီရသူပင်ရှိနေပြီးမိယိုးဖလာလဲတဲ့ပျော်မွေသောလေသမားလေသူမအသွင်နှင်းမြင်ရပါသည်ငယ်တုန်းကတော့ကျမတို့ဒီပဲနှုတ်ချင်းလေတဲ့ပဲနှုတ်လိုက်ကြသည်ဆိုဒီမှာမုံဖို့ရရင်အဝတ်စားသည့်ဝေယံပင်အပူပင်လည်းမရှိ သူတကာနှစ်တင်းရချင်းကိုကတတင်းပဲနှုတ်နိုင်ရင်လည်းကျမစိတ်မပူရသူတို့တွေတွေဒီလဲစိတ်ပူစရာမလို့ရသလောက်အပျော်ပဲ အခုတော့ဒီလိုမဟုတ်ပြီသူတို့တွင်သားသမီးများအတွက်ပါလာသည် ရှင်ရင်းအတွက်ပါလာပြီစဘာစီကောင်းမမလားပင်စီကောင်းမမလားမိုးဖြက်အုံးမလားစသည်ဖြင့်အမောက သူတို့မျက်နှာထက် ဖြက်ပြေးနေလေတော့ကျမမငယ်ဘဝကိုသာ ခိုး၍လွမ်းရပါတော့သည် အချိန်တန်တော်လေးဇာတိရွာကိုနှုတ်ဆက်ရမည်အချိန်တို့ရောက်လာသည်တလခွဲကြော်ကြော်နေပြီးဖြစ်၍ပြန်ရန်ပြင်ရတော်သည်ကျမပြန်တော်မည်ဆိုတော့ဘယ်သူမှမျက်နာမကောင်းကြပြန်လူကြီးများကမြို့သိမ့်နေကြသည်အဆိုင်ကတော့ဆယ်ကျော်သက်အရွယ်ပေမဲ့ခလီတာတာစိတ်ပင်မမသွားရင်ပြင်းစရာကြီးအိမ်မှာသူ့နေရာကိုနေရာအလုံးလုံးနေကြရောအဆိုင်ပြင်းနေပြန်မသွားလို့မှမရတာဟာចောင်းဖွင့်တော့မယ်ဟဲ့ နောက်တစ်ခါပြန်လာရင် အခုလိုပဲရွာပြန်လာမှာမဟုတ်လားအေးပေါ့ပြန်လာမှာပေါ့ជីជីအိမ်ကိုတပတ်ပဲနေမှာအဆိုင်ကို အခုလိုပဲစကားကောင်းကောင်းတွေ ပြောနေမှာပေါ့နော်သူပြောတော့မှပြီចောင်းပိတ်ရဲ့တွင်သူပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆက်မိသည်ကိုတတိယပါတော့သည်ဒီလိုမေးတော့လဲစိတ်မကောင်းသို့တော်နှုတ်ကတော့စိတ်နောင်မပါဒါတော့ပဲသိမလဲနောက်တစ်ခါဆိုနောက်တစ်မျိုးပေါ့နင်ပြင်းနေမှာဆိုလို့ ကျင်နာဟံမပါသောစကားသံကိုလေကလီမလီကရင်မောနိုင်သည်ပစ္စည်းတင်ရမှာပင်ကိုညီလိုက်သေးသည် လူကြီးများလိုပင်ဟိုဟာကြမ်းမဲဒီဟာကြမ်းမဲစသည်ဖြင့်ပူပန်လိုက်ပါသည်သည်ဒီတကြိမ်ရွာကိုခွဲရတော့ကျမသည်အိမ်ကိုလွမ်းတာကတဖဲတင်ငယ်ချင်းများနှင့်အတူချစ်ခင်သောမန္တလေးတက္ကသိုလ်မြေကိုခြေချရမည်အရေးအတွက်ပျော်ရွှင်တာကတဖက်ပင် အမှန်တော့ပျော်ရွှင်လိုက်လဲတာက မဆိုးစလောက်ပိုပေသည်ဟုတ်ကဲ့ပါရှင် ဆီယမစပယ်ဖြူနူရေးသားထားတဲ့မြောက်ဖြားကအလွန်ရာဒီဝတ္ထုကိုညဝေဖက်ပြပြီးသွားကြတာပဲဖြစ်ပါရဲ့ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုခြေစုအထူးပဲတင်ရှိပါရဲ့နော်။အားလုံးလည်းဘေးကင်းလို့ကျန်းမာကြပါစေရှင်။